မိုင်ရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရနေလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့20နဲ့20ကြိမ်အတွက်အပြီးခွေကနက်9လုံးပေါ့နော်နီးကိုပြန်လဲမြောက်တက်မှာဖြစ်ပါတယ်ဒါလေးကိုဆက်ပြီးလေ့လာကြအောင်ပေါ့နော်ကျွန်တော်3689တုံများတင်ပါဆိုရင်863ဆိုပြီးတော့3600 800 863ပေါ့နော်နောက်ထပ်က69တုံများတင်နေ3ထဲက93ညာနေဆိုပြီးတော့93ညာကိုဖြစ်ပါတယ်

0335မှာဆိုရင်0335ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ0335ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာဆိုရင်တရ၄ရ၅ရပါတယ်ပေါ့နော်တရ၄ရ၅ရကျွန်တော်တို့ဒါလေးနဲ့ပါတယ်ပေါ့နော်သူတို့ကျွန်တော်တို့ဒီမှာမပါတော့ဘူးခုဆိုတာလေးက1နိုနီပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီမှာ0335မပါလိုက်ဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့အဆက်ကိုကျွန်တော်20နဲ့2ကြိမ်အတွက်ပေါ့နော်ဆက်ပြီးတော့အလေးလာကြည့်မယ်ခင်ဗျာ โอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်၄ပေါ့နော်အပြီးခွေကနန်းခုနှစ်လုံးနီးနံပါတ်၄နီးအဟောင်းပေါ့နော်ဆိုတော့အဲ့ဒီတုံညကိုနှစ်ချိန်ပေါင်းရှင်းတုံညဖြစ်ပါတယ်ဒီမှာ6ကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ6လေးလီတီ30နဲ့6ကိုကျွန်တော်တို့6ပဲရေးမယ်ပေါ့နော်ပြီးရင်ဒီမှာကျတော့9နဲ့9ပေါင်းတာ30 7ပေါ့နော်နောက်ထပ်ဒီ9နဲ့ဒီ10နဲ့ပေါင်းတာက6ဆိုပြီးဖြစ်ပါတယ်ဒေရှင်းနှစ်ချိန်ပေါင်းတာလည်း16 ဒီလေးနဲ့ချိန်ပေါင်းတာကတော့ရှစ်ကိုနေနဲ့ထပ်ပေါင်းမယ်ပေါ့နော်ဒီမှာနေရှိတဲ့နေနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာပါဆင်းရှစ်ရဲ့နေရဲ့ပေါင်းတာဆိုရင်30ရတယ်ပေါ့နော်နောက်ထပ်ကျွန်တော်ဒီမှာ6က4ချိန်ဖြစ်ပါတယ်1 2 3 4 6 4 20နဲ့4နဲ့ပေါင်းတော့20နဲ့5ပေါ့နော်ကျွန်တော်အဲ့ဒီမှာ5ကို3နဲ့ပေါင်းတာဖြစ်ပါတယ်5နဲ့3ပေါင်းတာ6 9 3 9 3ဆိုပြီးဖြစ်ပါတယ်ပေါ့နော် အဲ့မှာကျွန်တော်ကျွန်တော်နောက်ထပ်တစ်ချိန်မှာ6 9 8ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ6ရ9ရဒီ6 9 8ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာ9 6 9 3 3 3မှာ6 9 8ဆိုပြီးပြပြထားတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်ဒီခွန်3 3 3 4 5ဆိုတာလေးကိုပြောလေးလာကြည့်အောင်နော်။အဲဆိုဒီ3ရောက်နှစ်ချိန်ပေါင်းတယ်လို့ဒီ3ရောက်နှစ်ချိန်ပေါင်းတဲ့အတွက်ကြောင့်မို့6ဖြစ်ပါတယ်။ ဒီကိုလေးလီဒီ30နဲ့600ရာတယ်ပေါ့နော်6ကိုဒီရှိမှာရှင်းနေပေါ့နော်ရှင်းနေ6ပေါင်းရှင်း20နဲ့4ပေါ့နော်14လေးပဲကြီးမှာဖြစ်ပါတယ်ဒီခုနှစ်ကတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ6နဲ့9ပေါင်းချင်းက73 3နဲ့8ပေါင်းတာဒီ71ဒီ1နဲ့ကြိမ်ပေါင်းရှင်း2 6နဲ့ကြိမ်ပေါင်းတာ72ကို2နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ ငါဆိုရင်ကျွန်တော်ဒီမှာအကြောင်း6ရက်4ရက်ပေါင်းရှင်း30ခွန်ရက်3ရက်ပေါင်း30ပေါ့နော်နေ့ကနေ့၄6တင်းနဲ့ပေါင်းရင်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့မှာခွန်3ည3နေ့3 4ဖြစ်ပြီးဖြစ်ပါတယ်ပေါ့နော်အဲ့မှာဆိုရင်သူက3 4 5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့တင်းရက်4ရက်5ရက်ဒီ3 4 5ဒီမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ပြည့်ခရစ်တပါမှာခွန်3ည3 4 5မှာ3 4 5ဆိုပြီးဖြစ်ပါတယ် ်ဘုံသူဆိုရင်တော့၃ည3ည3935ဆိုပြီးဖြစ်ပါတယ်ဗောနော်၃ည3935ဤတခုပြတ်သွားခဲ့တဲ့အတွက်ကျွန်တော်ဒီတခုပဲ okay တာဗောနော်ဘုံသူကပြတ်သွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ20နဲ့2ချိန်အတွက်ထပ်ပြီးသေးတာကြည့်မယ်ဗောနော်ဒီ3ကို2ချိန်ပေါင်းနေအတွက်ဒီ4ကို2ချိန်ပေါင်းတာဆိုရင်ရှင်းဖြစ်ပါတယ်ခင်ဗျာထိတ်စီနဲ့အလေထိတ်မှာပေါင်းထားတာဗောနော်ဆိုတော့ဒီထိတ်စီ1ကတစ်ချိန် လဲလဲလီဒီ16ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာ9ဆိုတဲ့အတွက်ဒီမှာလဲ9ပေါ့နော်လဲနဲ့9နဲ့ပေါင်းတယ်လို့မျိုးပဲဒီ3ညနဲ့2နဲ့ပေါင်းတာဆိုရင်ညဖြစ်ပါတယ်3နဲ့8နဲ့ပေါင်းတယ်လို့ဒီတော့ဒီ2နဲ့2ပေါင်းတာကလဲရှိပြီဖြစ်ပါတယ်ဒီ1နဲ့ချိန်ပေါင်းတယ်လို့ဒီ3နဲ့ချိန်ပေါင်းတော့6 6နှစ်ကြိမ်ပေါင်းထားတယ်လို့ဒီ2နှစ်ကြိမ်ပေါင်းတော့လေးပေါ့နော်2နှစ်ကြိမ်ပေါင်းလေးကို2နှစ်ထပ်ပေါင်းမှဖြစ်ပါတယ်ခင်ဗျာ ။အစွဲဒီမှာ၄နဲ့6ပေါင်းရှင်း30ရတယ်ပေါ့နော်။၄နဲ့6ပေါင်းရှင်း30။နောက်ထပ်ကျွန်တော်တို့ဒီ6ရဲ့ဒီ၄ရဲ့ပေါင်းရင်30ဖြစ်ပါတယ်။ဒီ7ရဲ့ဒီ2ရဲ့ပေါင်းရင်30ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ဒီမှာခွန်8 9 30။အစွဲ၃ညကြာမယ်ပေါ့နော်။ဒါဆိုရင်၃ညကိုကျွန်တော်တို့၃နဲ့ထပ်ပေါင်းရတဲ့အတွက်၃၄5 6ခု10ဖြစ်မယ်ပေါ့နော် 2469လုံးဖြစ်ပါတယ်3935 68အပြီးခွေဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဆွေဒီတစ်ပတ်မှာကျွန်တော်3935 68ဆိုပြီးဖြစ်ပါတယ်ခေါ့နော်အဲ့ဒီ3935 68ရှိဒီကျွန်တော်ဒီတစ်ချိန်မှာပေါ့နော်3965တစ်ချိန်မှာလဲ3ရန်9ရန်6ရန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော် ီရှောက်လေးရှောက်တဲ့ချိန်မှာတော့သူနောက်ထပ်နေ့တစ်ခုပြတ်သွားခဲ့တဲ့အတွက်ပုံတူရှောက်ကိုတည်တည်ရှောက်လေးရှောက်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာလည်းကျွန်တော်39 35 68ဆိုပြီးဖြစ်ပါရခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ20နဲ့တစ်ချိန်မှာအပြည့်ခွင်းဒီအရာ39 35 68ဆိုပြီးဖြစ်မယ်ပေါ့နော်။နေ့လေး6 9လုံးထက်ကကျွန်တော်၃လုံးဆက်ပြီးရောမလားဆိုတော့လေးကကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်။ ဝန်ချင်အပြည့်ပါဆိုတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒီဟာလေးဖြစ်ပါတယ်ကျွန်တော်388339မှာဒီ8ရက်3ရက်7ပေါ့နော်တင်းနဲ့9ပေါင်း30 3ညပေါဝါ9 9ရက်နှခတ်3 3ည53ဒီဝန်ချင်ပေါ့နော်။နောက်တစ်ခုမှာဒီ388339မှာဆိုရင်ကျွန်တော်ဒီလေးလုံးပေါင်းတယ်ပေါ့နော်။၃နဲ့၃ပေါင်း၆၆နဲ့၉ပေါင်း၉ပေါင်း၅၅နဲ့၈ပေါင်း၈၃၃ရဲ့နှခတ်ဒီ နောက်တစ်ခုကဒီ3 3ည9ကနန်း3လုံးပါရှင်နေ့နေ့ရက်နှစ်ခတ်လေးအဲ့ဒီအပြီးပါပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကျွန်တော်ည931 chain ပေါ့နော်အဲ့ဒီမှာဆိုတော့ကျွန်တော်39နေ့ဆိုပြီးတော့အဲ့ဒီ931 chain 39နေ့ဆိုပြီးတော့ဖြစ်ပါတယ်39နေ့ပေါ့နော်နောက်ထပ်တစ်ခုဒီမှာလည်း941 chain အဲ့ဒီမှာတော့နေ့လေး3ဆိုပြီးတော့3နေ့လေးပေါ့နော် နောက်တစ်ခုကကျွန်တော်ဒီမှာ396 8391ချိန်ဒီ396ဆိုပြီးဖြစ်ပါတယ်အဲ့မှာတော့396ရဲ့396ရဲ့ထက်ကအဲ396ဆိုပြီးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုဒီမှာကျတော့ကျွန်တော်1691ချိန်ဒီကိုခွန်ရှိပြီးတော့အထက်တစ်ချိန်မှာ696ဖြစ်ပါတယ်ပေါ့နော်ကိုခွန်ရှိပြီးတော့696ဆိုတဲ့အတွက်ကျွန်တော်1ချိန်ရတော့ okay ခဲ့တယ်ပေါ့နော် ဘွန်ချင်း69က OK တဲ့ဆိုပေမဲ့အဘူးဆိုတဲ့အတွက်ကြောင့်မို့69 6ပေါ့နော်69 6ဆိုတဲ့အတွက်ဒီမှာ9ရဲ့6ရဲ့ပဲပါတယ်ပေါ့နော်9 6 4 9 6နှစ်ဒီကျွန်တော်တို့အဲဒီမှာလေးအပြည့်ခွင့်နဲ့ကျွန်တော်ညပြထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတော့ကျွန်တော်အဘူးဆိုတဲ့အတွက်ကျွန်တော်ဒီအဘူးဆိုတဲ့အတွက်ကြောင့်မို့ဒီကိတကူကလွတ်တယ်ပေါ့နော်။အဲဆိုရင်ဒီတစ်ပတ်မှာကျွန်တော်698ပေါ့နော်။698ပြီးရင် တင်လေး9ဆိုပြီးဖြစ်ပါတယ်ဆိုတော့ဒီမှာလဲ698တင်လေး9ပေါ့နော်ဆိုတော့ကျွန်တော်ဒီအောက်အောက်ကတပြိုင်20နဲ့တစ်ကြိမ်အတွက်ရမှာပေါ့နော်ဒီမှာ20နဲ့တစ်ကြိမ်အတွက်ရမှာဖြစ်ပါတယ်ဆိုတော့ဒီအရာဒီ9နဲ့တင်နဲ့9နဲ့ဒီ၃လုံးထပ်ပေါင်းမယ်ပေါ့နော်အပုံမှာဆိုရင်9နဲ့4ပေါင်း73 3နဲ့10ပေါင်းတာ73ဆိုတဲ့အတွက်9နဲ့10ပေါင်း90 5တလုံးကျန်တယ်ပေါ့နော်ဆိုတော့9ရဲ့ပါဝါဒီ3ည3ညရဲ့နှက်ခတ်ခုနှစ် 939ခွန်ဝန်ချင်းဖြစ်ပါတယ်ခင်ဗျာ939ခွန်ဝန်ချင်းပေါ့နော်ဝန်ချင်းက939ခွန်ဝန်ချင်းနောက်တစ်ခုကျွန်တော်တို့နောက်တစ်ခုဒီကနန်းလေးလုံးထပ်ပေါင်းမယ်ပေါ့နော်83ရ85ရထပ်ပေါင်းမှာဖြစ်ပါတယ်အဲဆိုရင်8နဲ့ကျင်း16 8နဲ့8ပေါင်းတာ16ပေါ့နော်6နဲ့3ပေါင်းတာခွန်ခွန်နဲ့ငါးပေါင်းတာ7ဆိုတဲ့အတွက်ကြောင့်မို့နေရမယ်ပေါ့နော်နေရနှက်ခတ်ဒီ၄ဆိုပြီးဖြစ်ပါရခင်ဗျာနေရနှက်ခတ်၄ပေါ့နော်နောက်တစ်ခု ဒီတလေးငါကဏ္ဍသုံးလုံးပေါင်းမယ်ပေါ့နော်ဒီမှာတော့ကိုခွန်ရှိကဏ္ဍသုံးလုံးပေါင်းရှင်လေးလေးရဲ့နှစ်ခတ်ဒီနှစ်ပေါ့နော်ဒီမှာကိုရဲ့နှစ်ခတ်က6ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ၄နဲ့5ပေါင်းကိုကိုနဲ့10ပေါင်း10တုံညာရဲ့ပေါင်းတုံညာရဲ့နှစ်ခတ်ဒီခုနှစ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်9တုံညာခွန်ဒီမှာတော့နှစ်လေးတုံညာခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီထက်က အပြီးပေါ့ဗောနော်နေလေးတုံညာခွန်အပြီးပေါ့ဆိုပြီးဖြစ်ပါတယ်ဆိုတော့အဲ့မှာတုံညာခွန်ငါတုံညာခွန်ဆိုရတဲ့တုံညာခွန်ချိန်မယ်ဗောနော်ဒီအနောက်ကဟာလီပဲချိန်နေတာတွေ့ရတယ်ဗောနော်အဲ့မှာဆိုရင်9 3 9 9 9နေနေလေး3နေလေး3 9 3 9 6 6 9 6တုံညာခွန်ဒါချိန်မယ်ဆိုရင်နေတုံညာခွန်ရဲ့နေတုံညာခွန်အာဗောနော်နေတုံညာခွန်ရဲ့၄တုံညာခွန်ရဲ့ဆိုပြီးဖြစ်ပါတယ် နေတောင်ညာခွေလေးတောင်ညာခွေပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာအပြီးခွေကနန်းနဲ့ထပ်ပြီးညီမယ်ဆိုရင်တောင်ညာ3 4 6ခွန်ချင်းဆိုတဲ့အတွက်ကြောင့်မို့နေတောင်ညာခွန်ဒီနေမပါဘူးပေါ့နော်လေးတောင်ညာခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီ20နဲ့တစ်ချိန်မှာဆော့ဆော့စီစီကျွန်တော်တို့တကွက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထက်ကလေးတောင်ညာခွန်ပေါ့နော်လေးတောင်ညာခွန်အားရမှာဖြစ်ပါတယ် လေးတုံညခွန်ပါနော်လေးတုံညခွန်အာဖြစ်ပါတယ်ခင်ဗျာအဆင်းကျွန်တော်ဒီမှာအပြေးပါပါနော်အာ3 5ဒီမှာ5 3 3 5ဒီနည်းနဲ့ကလိုက်တာပါနော်ဒီလေးလုံးကအပြေးဖြစ်ပါတယ်3 5နိနောက်တစ်ခုနာထတပင်ချ3နိလေးပါနော်နိလေးဒီဒီမှာနိလေးရပါနေတဲ့အတွက်ကြောင့်မို့3နဲ့ကတ်တဲ့5နဲ့ကတ်တဲ့ဆိုတော့ဒီမှာ3နိလေးဒီ3နဲ့ဒီနိရ4ရ3နိလေးပါနော် โอเคနောက်တစ်ခုကဒီမှာ၃ငါဒီမှာလေး၃ငါပေါ့เนาะ၃ငါဆိုရင်တော့ကိုရှောင်းနဲ့ကတ်တော့ကျွန်တော်တို့အဲ၃ငါ၆ဆိုပြီးတော့ဒီမှာ၃ငါ၆ရရတယ်ပေါ့เนาะဒီမှာနေလေး၃ဆိုပြီးရတယ်၃ငါနေဆိုပြီးရတယ်ပေါ့เนาะဆိုတော့ဒီဒီမှာကျတော့ကျွန်တော်ကိုရှောင်းလေးကိုရှောင်းနေဆိုပြီးဖြစ်သွားခဲ့တယ်ဝန်ချင်းရတော့၆ကိုသွေးပေါ့เนาะဆိုတော့အဲ့ဒီမှာ၆ကိုရှောင်းဆိုပြီးတော့ကိုရှောင်းနေကိုရှောင်းလေးဆိုပြီးဖြစ်သွားခဲ့တယ်ပေါ့เนาะအပူဖြစ်သွားခဲ့တာဖြစ်ပါတယ်အပူဆိုတော့ကို66တို့ကို အလိုလေးထပ်ထည့်ရမယ်ပုံစံပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာတုံညာခုံဝန်းချိမ့်မယ်ဆိုရင်တုံညာခုံခုံတို့အာပြီးရင်တုံညာခုံခုံတို့တုံညာတုံညာခုံတို့ပေါ့နော်โอเคတုံညာခုံတာဆက်ချိမ့်မယ်ဆိုရင်ပေါ့နော်တုံညာတုံညာခုံတို့ခုံခုံတုံညာတို့ပေါ့နော်ဒါလေးဖြစ်ပါတယ်โอเคဒါကတော့တင်ချာနည်းအရာပေါ့နော်ကျွန်တော်မိတ်ဆွေများ ေးလာလို့ရအောင်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာ Okay အဲမိုင်အနေနဲ့ကတော့439ခွန်ဖြစ်မယ်ပေါ့နော်439ခွန်339ခွန်ခွန်ခွန်39ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ Okay ဒါကကျွန်တော်ဒီအပေါ်မှာလည်းကျွန်တော်ဒီ19ရှောက်ခွန်89တုံများအပြီးခွင်နဲ့ညီထားတာပေါ့နော်အဲ့မှာ9ရှောက်နဲ့မိုင်ရှိပြီးတော့ဒီမှာကန်ညီတာပေါ့နော်9ရဲ6ရဲ9ရဲ2ရဲ9ရှောက်နဲ့မိုင်ဆိုပြီးဖြစ်ပါတယ်တော်တော်69ရှောက်ဆိုပြီးဖြစ်သွားခဲ့တယ်ပေါ့နော် ဒီဒီဘက်မှာတော့ကျွန်တော်အပြီးခွေက9339689ဆိုတဲ့အတွက်439တခုကံ့ညီမှုရှိတယ်ပေါ့နော်။ Okay ကျွန်တော်မိတ်ဆွေများအားလုံးပဲဒီ20နဲ့နှစ်ချိန်ပါလေကံပေးလို့အကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။